နေပဲတစ်ခုမှထူးချွန်နေတယ်ဆိုရင်ထက်ခါတက်ခါလေ့ကျင့်ဖို့အရေးကြီးပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်ရဲ့မိမိကိုယ်တိုင်ရင်းနှီးမြှုပ်နှံခြင်းစာအုပ်ထဲကစောင်းဝါးလေးတစ်ခုအကြောင်းဝေမျှပေးခြင်းပါလူတိုင်းကျွန်တော်တို့ကကျွမ်းကျင်ကြတယ်တခုမှထူးချွန်ကြတယ်ပေါ့ ါပေမဲ့ပြဿနာအများစုကစိတ်မရှိကြဘူးပေါ့နော်အခုရေတွင်းတူတယ်အခုရေချေတောက်ချင်တယ်ဆိုတော့ကျွန်တော်တို့ကအင်္ဂလိပ်စာကျွမ်းကျင်ချင်တယ်ဆိုလို့ချင်းသူက2လ3လနဲ့တက်ပြီးတော့အင်္ဂလိပ်စာ post key သူကကျွမ်းကျင်ချင်တာရှိတယ်။ဆန်နေရတီးတက်ချင်တယ်ဆိုရင်တလား2လလောက်နဲ့ကျွန်တော်တို့ကဆန်နေရတီးတက်မလားဆိုပြီးတော့ထင်ကြတာလေဒါမျိုးလေ့ကျင့်ကြတာလေရှိတယ်ပေါ့နော်။တစ်ခုမှထူးချွန်ချင်တယ်ဆိုလို့ချင်းတာမန်အခြေအနေတာမန်လေ့ကျင့်မှုနဲ့မရဘဲနဲ့တကယ်ထဲထဲဝင်ကျွန်တော်တို့လေ့ကျင့်မှုအော်မဲကွန်ကလဝဲပြောတဲ့စကားတခုရှိတယ်။ဒါပေမဲ့တခုမှထူးချွန်ချင်တယ်ဆိုလို့ချင်းနိုင်ပေါင်းတစ်တောင်းလေးချင်ဖို့လို့လို့ပြောတာရှိတယ်။ ဂျင်မွန်လည်းသူပြောထားရှိတယ်ဗျာ reputation is the mother of the skill ဆိုပြီးတော့တစ်ခါတခါလေ့ကျင့်ခြင်းကကျွမ်းကျင်မှုရဖို့အကြောင်းရင်းပဲဆိုပြီးတော့မှသူအကြံပေးထားတာရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကတစ်ခုမှထူးချွန်နေတယ်ဆိုရင်အချိန်ပေးပြီးလှုပ်ဖို့လိုတယ်အချိန်ပေးပြီးလေ့ကျင့်ဖို့လိုတယ်ကျွန်တော်တို့ကနိုင်ပေါင်းတစ်ပေါင်းလေ့ကျင့်မှုမလုပ်ပြင်အောင်နိုင်ပေါင်းများစွာအချိန်ပေးပြီးလှုပ်ဖို့လိုတယ်ကျွန်တော်ငငယ်ကစာချက်ခရက်အောင်ပြန်ပြီးတော့စဉ်းစားလို့ရတယ်တစ်ခေါက်နဲ့မမှတ်မိရင်နှစ်ခေါက်ကျရတယ်နှစ်ခေါက်နဲ့မမှတ်မိရင်သုံးခေါက်စသဖြင့်ညံ့ညံ့လေ့ကျင့်ရတာရှိတယ်ဆိုတော့ညံ့ညံ့လေ့ကျင့်လေခေါင်းနဲ့မှညံ့ဆွဲလေပို့ပြီးကျွမ်းကျင်လေ တိုနီရော်ဘင်ကတော့တခုခုမှတစ်ဖက်ကန်ကကြွန်းကျင်ဖို့ true mystery ရဖို့ဆိုလို့ချင်းသူအဆင့်သုံးဆင့်ရှိတယ်ဆိုပြီးတော့သူရဲ့ money master တကယ်များမှသူပြောထားလေရှိတယ်ပေါ့နော် connective understanding စတဲ့သီနာလဲတဲ့အဆင့် now emotional mystery စိတ်လွှမ်းရှာမှုဖြစ်တဲ့အဆင့်နောက်ဆုံးတစ်ခုကတော့ physical mystery လက်တွေ့ချိန်ဖန်များစွာလောက်ဆောင်တဲ့အဆင့်ဆိုပြီးတော့သူအဲ့သုံးချက်ကိုအကြံပေးထားတာရှိပါတယ်ဆိုတော့ level တစ်ခုမှကြွန်းကျင်အဆင့်ရောက်ချင်တယ်တကယ်တစ်ဖက်ကန်ကအဆင့်ရောက်ချင်တယ်ဆိုရင်တာမန်လေ့လာရင်တာမန်လေ့ကျင့်ရအောင်လည်းမရဘဲနဲ့တကယ်ထဲထဲဝင်လေ့လာဖို့ထပ်ခါထပ်ခါလေ့ကျင့် 某些地方的，很多城市的地方。